ရှေးပကံပရင်နေအများကြီးရှိတဲ့ထက်ကတေသူနဲ့တေတာတွေပေါက်တက်ကရနီးနဲ့တေတာတွေကပကံပြီးမှဖြစ်နေကြတယ်ပါဒါပေမဲ့တခုရှိတာမင်းသူဆိုရင်အသေးသူနဲ့ဆော့ဆော့တေပြီးတော့မင်းကောင်းဆိုရင်တော့အသက်ရှည်တတ်ပါတယ်မင်းသူတက်တဲ့ဆလင်ငခွေးကနုံနစ်ပြီးနှက်ရဆန်သွားတော့တားထက်တဲ့တိန်ကိုမင်းကနန်းတက်လာပါတယ်ဒီမင်းကလည်းအဖြစ်ချေရနင်းပြီးတိုင်းဒီအတွက်ဘာမှမလုပ်ဘူးတော့ကသားပဲထွက်နေနေတာပါတနေ့ကြတော့ ဒီလိုတောကစားထွက်ရင်ကနေပဲတောဟုတ်ထဲမှာနောက်ကမူးမက်တင်တဲ့အဖွဲချင်းကွဲပြီးတယောက်တည်းဖြစ်သွားပါတယ် A few moments later အချိန်ကြာလာတော့သူလည်းဘိုက်စာလာပါတယ်ဒီလိုဘိုက်စာစာနဲ့ဆက်သွားရင်ကနေကန်ကောင်းပြီးတခွားချံတချံနဲ့ရောက်သွားပါတယ်ဒီတော့တိမ့်ကုန်မင်းဘာဆက်လုပ်မယ်ထင်တယ်တခွားတိခုထားပါတားနေတော့ညိုမမကြသေးဘူးချမိုင်ရှင်ကတခိုးမှတ်ပြီးသူ့ရင်းနဲ့ရိုက်လိုက်ရဆက်သွားပါတယ် ရှေ့မှာမြင်းချင်းနဲ့နုံနေပြီးသေးတာဒီအခုကတူရင်းနဲ့ရိုက်ခံတဲ့မဲမှာပေါ်လာပါပြီတိန်ကုန်မင်းနှက်ရွာဆန်သွားတာတက်ကြတဲ့293မှာပါဘယင်ရလဲသေးတာမကြသေးနန္ဒမဲ့သူလည်းမရှိတော့ပကံမှာဘယင်ပြောက်သွားကြပါလေ။ဓာရီအကုန်လုံးကြားထဲမှာပဲကြီးလော်ကြစားညံ့နေတဲ့တကောင်လေးရှိပါတယ်။သူကဘယင်ရဲ့နင်းထိတ်မှာဘယင်ကိုတတ်တာဘသူမှမသိရအကုန်လုံးကသူကောင်းဖို့ကြာလာတော့မှာပါ။ဒီတော့သူကလည်းအပြစ်လွန်အောင်တောင်သူကြီးစီပြန်သွားရကြပါလေ။အကြံကတောင်သူကြီးကိုနန်းတော်ထဲခေါ်ပြီးဖမ်းခိုင်းဖို့ပါ။ ဒါပေမဲ့ဘယင်ကိုတော့ပြီးထားတဲ့တူရင်းကိုနေတော့ဒီလိုပြောလိုက်ပါတယ်အတင်တောင်သူကြီးယခုငါတို့တိုင်းပြည်မှာမင်းမရှိတော့မင်းကိုတတ်တော်သူဒီမင်းဖြစ်နေပြည့်ဤဆိုပြီးတော့မင်းဖြစ်မယ်ဆိုပြီးခေါ်တာပါဒါပေမဲ့တောင်သူကြီးကတော့ငါဒီမင်းမဖြစ်လို့ငါရာငါတခွားသီးကိုပဲချစ်တယ်ငါတခွားပင်တော့ခွေးငွေလို့သူတကယ်တော့အသီးတွေအပြုတ်လိုက်ပြီးနေဒီကိုမတွေ့လောဆိုပြီးညှင်းထုတ်လိုက်ပါတယ်ဝတောင်သူကြီးပါ မန္တလတီကတခွားသီး greater than ပကံပလင်မှာဒါကိုမြင်းထိုင်ကဆက်ပြီးတော့တခွားသီးလည်းရမယ်မင်းစည်းစိမ်လည်းရမယ်ဆိုမှလက်ခံပြီးနန်းတော်တွေလိုက်လာပါတယ်ပြီးတော့မိဖုရားကောင်းကြီးတန်းသွားပြီးတော့မြင်းထိုင်ကအကြောင်းတော်ကိုဖောက်တယ်ချာနွန်းတပဖေးစီ a place goes it's me papa it's me ဒါကိုမိဖုရားကသဘောကျပြီးတောင်သူကြီးကိုဘရင်မြောက်လိုက်ပြပါတယ်နောက်ရှိွေးမဲ့အကွက်ကိုမတိတင်နေသူတာပကံကြီးကိုပြောတာပါဘာဖြစ်မဲ့ကိုကြုံမှန်းလို့မရပါဘူး ီတောင်သူကြီးဘယင်ဖြစ်လာတော့ညောင်ဦးသောရဟန်းဆိုတဲ့နာမည်တွင်လာပါတယ်ပကံမှာလူဖြစ်မယ်ဆိုရင်မိဖုရားတွေနဲ့တက်အောင်ပေါ့တင်ခါရတာကိုနန်းတင်လိုက်တာကလည်းမိဖုရားတွေဖြစ်တယ်လို့ဆလီငခွေးတန်နာမင်းကိုလောက်ကြံတော့လေမိဖုရားပါပါတယ်အခုလဲတောင်သူကိုဘယင်မြောက်နေမှာပဲ ညောင်းသောကပကံမှာတသတသဖုံးတကိုကြီးခဲ့ပြီးတော့ပထိုးငါးလုံးတည်ခဲ့ပါတယ်ဒါပေမဲ့ပကံခေတ်သာသနာတော်မထိုးငါးခင်ကအကြီးကြီးတွေနဲ့ရှင်လိုက်ပထိုးငါးလုံးလောက်ကပါမွားပါဒီအကြီးကြီးတွေရဲ့အာဏာကိုဘယင်းတော်တိုးမပေါက်ပါဘူးဒီလိုနဲ့တက္ကရစ်326ကိုရောက်တော့ပကံဒီမှာမင်းလောင်းပေါ်တယ်ဆိုတဲ့သတင်းတစ်ခုထွက်လာပြီးနန်းတော်တဲကိုလက်တကြားပေးတဲ့အဝတ်စားတွေဝတ်ထားတဲ့လူတယောက်ကငင်းသိပြီးဝင်လာပါတယ်ဒါကိုညောင်းဦးသောရဟန်းကရက်ကြည့်နေတော့ပါတယ်နောက်ကတယောက်ယောက်ကနန်းတော်ဘော်ကတွန်းချလို့နိုင်ရဆန်းသွားပါတယ် ိုးချတဲ့သူကကြောက်ရွံ့ဖြစ်တယ်လို့တော့တမိုင်းစာအုပ်တွေထဲမှာရေးထားပါတယ်ကျွန်တော်ကတော့ကျွန်တော်လည်းမသိပါဘူးဘယင်ကိုတူရင်းနဲ့ရိုက်ပြီးဘယင်ဖြစ်လာတဲ့ညောင်ဦးသောရဟန်းလဲကြောက်ရွံ့တွန်းချလို့ဒီမာနဲ့ဇက်သိမ့်သွားပါပြီပကံမင်းတွေကဖြစ်လာရင်တကယ်အဆန်းကြီးတွေပါဒီနေရာမှာနန်းတွင်ထဲကိုဝင်လာတဲ့သူကတခြားသူမဟုတ်ဘဲနဲ့ចောင်းထူမင်းပါတကယ်မင်းမျိုးမင်းຫນွယ်ဆိုလဲဟုတ်ပါတယ်မေးရမှာကသူကအခုမှဘယ်ဟာဘလို့ပေါ်လာပြီးဘယ်ဟာမင်းမျိုးလဲဆိုတာပါဒါကိုထည့်ရမဲ့ဇလန်းကနည်းနည်းတော့စမ်းပါလေပကံမင်းတွေမှာမစမ်းတဲ့မင်းရောရှိသေးရဲ့လား ဖြစ်ပုံကဒီလိုပါဆက်လင်ငခွေးရနေပဲစရပါမယ်ဆက်လင်ငခွေးကို မတိသေးရင်တော့ရှေ့ရဗီဒီယိုကိုတွားပြန်ကြည့်လိုက်ပါဆက်လင်ငခွေးကတဏ္ဍမင်းကိုလုံချံပြီးဘယင်ဖြစ်လာပါတယ်ဒါကိုမကြိုက်တဲ့တဏ္ဍမင်းရဲ့မိဖုရားတစ်ပါးကចောင်းထူအရက်ကိုပြေးသွားတာပါပြေးတဲ့အချိန်မှာတဏ္ဍမင်းနဲ့ရတဲ့ကိုယ်ကိုလည်းပါသွားပါတယ်ဒီကလေးကចောင်းထူမင်းဖြစ်လာမယ်ကလေးပါဒီနေရာမှာနည်းနည်းတော့တိုင်းစကစ်လိုက်ပါမယ်ចောင်းထူမင်းလည်းအွယ်ရောက်လာပါပြီပကံမှာမင်းလောင်းပေါ်တယ်ဆိုတဲ့သတင်းထွက်လာတဲ့အချိန်မှာပကံတီသူတီသားတွေရဲ့စကားအရာ မင်းလောင်းကတူရင်းတောင်မှာပေါ်มาပါဒီမင်းလောင်းကိုကြည့်ချင်တဲ့ចောင်းထူမင်းကလည်းတူရင်းတောင်ကိုသွားပါသွားတဲ့လမ်းမှာအဖိုးကြီးတယောက်နဲ့တွေ့ပြီးအဖိုးကြီးကသွားရတာညံသေးဖို့မင်းနဲ့အတူမင်းတစားတွေပါပေးလိုက်ပါတယ်ပြီးတော့ပစ္စည်းတွေပြန်ပေးဖို့ပြန်လာလို့မှသူနဲ့မတွေ့ရင်နန်းတော်ထဲမှာလာရှာဖို့ပါမှားလိုက်ပါသေးတယ်နောက်မှာ မင်းလောင်းကသူဖြစ်နေတာကိုသိလိုက်တဲ့ကျောင်းသူမင်းကနန်းတော်ထဲကိုသွားတဲ့အချိန်မှာညောင်ဦးသောချမ်းဟန်နိုင်ရွာဆံပြီဆိုတဲ့မင်းကိုတန်းကြရပြီးဘယင်ဖြစ်လာပါတယ်။ဒါတော့ဟောင်းသူဘယင်ကြီးကပကံရာသွေးမှာအဖြေခံမင်းနဲ့ပို့လူပါတယ်။သူ့ဟာသူတခွားသီးဆိုင်နေတော့အကောင်းပါ။တောင်သူဆိုပေမဲ့အထင်တော့မသေးပါနဲ့။ဒီတရားသုံးပါရှိပါတယ်။ဒီသုံးပါတဲ့ကနှစ်ပါးကိုကုန်ကိုလာ၆လတည်နဲ့ထားခဲ့တာပါ။ကျောင်းသူမင်းအတွက်တော့တပားပဲကြာ။ဒါတော့လူ့အကြီးရဲ့ကြီးစရာကြီးရောဗျာ။ဒီမင်းကလည်း သွမ်းတော့သွမ်းပါမယ်အကြခင်တန်နေတဲ့မိဖုရားလည်းမျိုးအောင်သွားပါတယ်ပထမဆုံးမိဖုရားကကြည်သူမင်းသားကိုမွေးခဲ့ပါတယ်ဒုတိယမိဖုရားကတော့ပုတ်ကတိမင်းသားကိုမွေးပါတယ်နှစ်ယောက်လုံးညောင်ဦးသောရဟန်းရဲ့သားတွေပါနောက်ဆုံးမိဖုရားရဲ့ចောင်းထူမင်းနဲ့ရခဲ့တဲ့ကိုဝင်ကတော့ဗကံရဲ့အထင်ကရာမင်းဖြစ်တဲ့အနောယထာကိုမွေးခဲ့ပါတယ်ဒီတော့အနောယထာမှာကြည်သူနဲ့သုတ်ကတိဆိုတဲ့ညီကိုဝမ်းကွက်နှစ်ယောက်ရှိပါတယ်ဒီထဲမှာမှအနောယထာကအငယ်ဆုံးအသက်တွေကြီးလာတော့အကိုနှစ်ယောက်ကအဖေရင်းမဟုတ်တဲ့ចောင်းထူမင်းကိုနမ်းချဖို့ပဲကြံစီနေပါတယ်ဒီနေ့မှာတော့ ီညီကိုနှစ်ယောက်ကပဲចောင်းភូមិကိုចောင်းសောက်ရလိုက်ခဲ့ပါဆိုပြီးလိန်ခေါ်သွားပါတယ်။ဒါ ው ဘူးမသိဘာမသိလိုက်သွားတဲ့အချိန်မှာလဲလမ်းမှာအတင်းရဟန်းဝယ်ခိုင်းပြီးလမ်းချလိုက်ပါ။ចောင်းភូមិနန်းကြတော့အသက်80တက်ကြဲ348ကိုရောက်လာပါပြီ။ပြီးတော့အခုအကြီးဆုံးဖြစ်တဲ့ကြီဆိုးမင်းကနန်းတက်လာပါတယ်။သူကလည်းတင်းကုန်မင်းနီးတူတောကသားကျင်နဲ့မင်းပါ။ဒီမှာအရင်မလုံပဲမုတ်ဆိုးလုံလိုက် ဟာပါသူနဲ့ရွာဆန်တာကလည်းတိတ်ငုံမင်းနဲ့တိတ်တော်မကွာလာပါဘူးတော်တဲ့ကရေကန်တကန်မှာတမင်ပြစ်ဖို့စောင့်နေတာပါဖြစ်ချင်တော့တကယ်မုတ်ဆိုးတယောက်ကလည်းစောင့်နေတာနဲ့တွတ်တိုးပါတယ်အချိန်နဲ့နဲ့ကြာလာတော့နှစ်ယောက်လုံးစောင့်နေတဲ့အချိန်မှာတဲ့တမင်လေးတကောင်ပေါ်လာပါတယ်ဒီတမင်ကရေတောက်နေတော့မင်းကြီးကိုမြင်ပြီးလန့်ပြေးသွားပါတယ်ဒါကိုတမင်မရလို့ဒေါသထောက်တာတဲ့မုတ်ဆိုးကမင်းကြီးမှမသိပဲမြားနဲ့ပြက်တက်လိုက်ပါဒီပုံစံနဲ့ပဲတီဆိုးမင်းကနှက်ရွာဆန်သွားတာပါဒီနောက်မှာ နန်းတက်လာတဲ့သုတ်ကတိမင်းနဲ့နော်အထာမင်းရဲ့ပြီးချင်းထိုးပွဲကိုတော့နောက်ဗီဒီယိုမှာဆက်ပါမယ်။တီးပွေပြင်းနေတုံးရတာအဆင်မတည်ဖြစ်နေရင်ဒီမှာလာဝယ်လို့ရပါတယ်။ပြီးရင်နေမဟုတ်ပဲတင်းတင်းဆော့ဝဲတွေနဲ့ AI နေပါရတဲ့အတွက်ကြောင့်နေရာထဲမှာဆုံဆုံလင်းလင်းဝယ်လို့ရပါတယ်။အမှန်ပါလေ။ဒင်းချပေးထားလို့ဒီတွေကိုအလွယ်တကူဝင်ကြည့်လို့ရပါတယ်။ WhatsApp ကနေပဲဖြစ်ဖြစ် Telegram ကနေပဲဖြစ်ဖြစ်ကိုအပ်လို့ရှိရင်ဆက်သွယ်လိုက်ရုံပါပဲ။ဗီဒီယိုလေးကတော့လောက်ပါပဲ။ခံအပိုင်းလေးရောက်မှပြန်တွေ့ကြမယ်။